ိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်မှုမရှိသိမြင်နားလည်မှုမရှိတော့ဆက်ရကောင်းမှမသိချိုချိုသားသားပြောရကောင်းမှမသိနုနုညံ့ညံ့ဆက်ဆံရကောင်းမှမသိမိဘတွေကိုတကယ်ကျေးဇူးရှင်တယောက်အနေထားပြီးတော့တန်ဖိုးထားရမှမသိတဲ့သားသမီးတွေကိုမရှိဘူးလားရှိတယ်အဲ့ဒါတွေဟာအင်မတန်အပြစ်ကြီးတာပဲနော်အင်မတန်အပြစ်ကြီးတယ်ဟိုဗမာစကပုံလည်းရှိတယ်မဟုတ်လားမိဘမျက်ရည်တစ်ဆက်သားသမီးဒုက္ခတစ်သက်ဟုတ်ရဲ့လားအေးဒါတွေက တချို့ကလည်းပဲမိဘစိန်ရည်တဲ့နဲလို့ပြောကြတယ်နော်။ဦးဇင်းတို့မြတ်စွာဘုရားကတော့စိန်ရည်လို့ဟောထားတာတော့မတွေ့ဘူး။မီးလို့ဟောထားတာတော့တွေ့ဘူးတဲ့။ပိုတောင်ကြောက်စရာကောင်းတယ်။ဘာတဲ့တို့မီးတဲ့။မိဘဆိုတာသာသမီအတွက်မီးပဲ။ကောင်းကောင်းမွန်မွန်မကင်တွဲတတ်ဘူးဆိုရင်တော့တေချာပေါက်မီးလောင်ခံရတယ်လို့ဆင်းရဲလိမ့်မယ်။ဟုတ်ရဲ့လား။ဦးဇင်းတို့တင်ဂုတ်တို့ပါဠိတော်မှာအခိတုတ်တန်ဆိုပြီးတော့ရှိတယ်အတူချုပ်လေးပြောပြမယ်။ ုံနာတယောက်ကမီးပူစော်တယ်အကျွေးတွေအမွေးတွေနဲ့ပေါ့လေအဲ့ဒါမြတ်စွာဘုရားကြွသွားတော့ဟဲ့သူရုပ်မှာရက်ဒီမှာမီးပူစော်နေတယ်ပေါ့အဲ့ဒါလိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားကသင်ကမီးဆိုတာဘယ်နှမျိုးရှိတယ်လဲသိသလားလို့မေးတယ်မမအံ့ဩတယ်ဒီမှာမီးတောင်နေတာသူဒါပဲသိမှာပေါ့အဲ့ဒါမြတ်စွာဘုရားကတခါကြီးမီးဆိုတာလောကမှာခုနှစ်မျိုးရှိတယ်တဲ့ပယ်ရမယ့်မီးက၃မျိုးတဲ့ ဂယုဆိုင်ရမယ်မိက3မျိုးတဲ့နော်ငိမ့်တဲ့အချိန်ငိမ့်တောက်တဲ့အချိန်တောက်စေရမယ်မိက1မျိုးတဲ့မိ9မျိုးရှိတယ်။ပယ်ရမယ်မိဆိုတာကယာကမိဒေါသမိမောဟမိပိတ္တတို့သိရနော်ဆွဲလန်းမှုမကျင်တတ်မှု တွေ့ဝေမှိုက်မဲမှုပေါ့အဲ့ဒါကပယ်ရမယ်မိအဲ့ဒါတွေကလည်းတတ္တဝါတွေကိုမိလို့လောင်ကျွမ်းစေတယ်မိလို့ပျက်စီးသွားစေတယ်ဒါကြောင့်သူတို့ကတော့ဖယ်ရှားပြရမယ်မိငိမ့်တတ်ပြရမယ်မိပေါ့ ဂယုဆိုင်ရမယ့်မိကလည်း၃မျိုးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပထမမိကမိဘဆိုတဲ့မိပဲတဲ့မိဘဟာမိဘဟုတ်ရလားဒီမိဘကိုမယုံမသိပြောမယ်မိဘကိုမလေးမစားဆက်ဆံမယ်ဆိုရင်ကို့ပေါ်တိတ်ကောင်းထားတဲ့လူတယောက်ကိုဆက်ဆံတဲ့နေရာမှာဂယုဆိုင်ရမယ်တာမန်လူတွေပေါ်မှာဆက်ဆံတာနဲ့တူလို့မရဘူးတာမန်လူထားတဲ့မေတ္တာစေတနာမျိုးအဲ့ဒီလူကကို့ကိုထားတာမျိုးမဟုတ်ဘူး မိဘကကိုယ်ကိုထားတာကတာမန်လူထားတဲ့စေနာမေတ္တာမျိုးဟုတ်သလားအဲ့တော့တာမန်လူပုံမှန်ဆက်ဆံတဲ့လူမျိုးဆက်ဆံလို့ကတော့ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒါသဘာဝကြကြစဉ်းစားကြည့်တာနော်ဒါကြောင့်မိဘကိုကောင်းကောင်းမွန်မွန်ကင်တွယ်ရမေးမဟုတ်ရင်တော့အဲ့ဒါမီးလိုလောင်ခံရလိမ့်မယ်နောက်ပြီးတော့ကဟပတကီတဲ့အိမ်ရှင်လင်ယောက်ျားမီးနော်ယောက်ျားတွေဟာမိသားစုအပေါ်ဇနီးမယားရဲ့အပေါ်မှာအင်မတန်အကျိုးကျေးဇူးများတယ်ဘလို့ပဲတချို့နေရာတွေမှာမကောင်းဘူးဆိုစေကမူ ဘလို့မှညင်းလို့မရတဲ့ကောင်းတဲ့ကျေးဇူးတရားတွေအများကြီးရှိတယ်။နော်နောက်ဆုံးအရက်တော့ပြီးတော့ဖဲရိုက်ပြီးတော့နေတာမျိုးရှိချင်ရှိမယ်ပေါ့ဟုတ်လားဘလို့မှအားကိုးလို့မရတဲ့အနေအထားမျိုးရှိနေတဲ့ဆိုအောင်တောင်မှဒီလင်ယောက်ျားရဲ့အရေးဆိုတာမိသားစုရဲ့အပေါ်မှာအများကြီးရှိတယ်။နော်လင်ယောက်ျားမရှိတဲ့အိမ်နဲ့ရှိတဲ့အိမ်ဆိုတာအများကြီးကွာတယ်။ဟုတ်ရဲ့လားဒါနားလည်ဖို့လိုတယ်နော်။ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီဂဟပတကိအင်ရှင်လင်ယောက်ျားဟာလည်း မီးပဲတဲ့သူ့ကိုလည်းပဲမယုံမသိဆက်ဆက်ရင်အဲ့ဒါဒုက္ခရောက်နိုင်တယ်အဲ့ဒါဒကာကြီးတို့မှအထူးသဖြင့်ဒကမာကြီးတွေသတိထားเสียပါတော့နော်ဒါဦးဇင်းတို့ကယောက်ျားလေးတွေမှုယောက်ျားလေးတွေဘက်ကပင့်ပြီးတော့ပြောတာမျိုးမဟုတ်ဘူးနော်ဘုရားကိုတော်တိုင်ဟောခဲ့တာဟုတ်ရဲ့လားအေးအဲ့ဒါကိုဘက်လိုက်မှုမရှိဘဲနဲ့အေးအေးဆေးဆေးညံပါပါစဉ်းစားကြည့်နော်အိမ်ရှင်လင်းယောက်ျားရဲ့မိသားစု တစုလုံးပေါ်မှာကြီးမားတဲ့ဂျေစုတရားဟုတ်ရဲ့လားဒါကြောင့်သူလဲပါတော့ မီးပဲနောက်ဦးဇင်းတို့ဂရုစိုက်ရမယ်နောက်ဆုံးမီးကတော့သူတော်ကောင်းမီးတဲ့နော်သူတော်ကောင်းတွေကလည်းလောကကြီးပေါ်မှာကျေးဇူးများလွန်းလို့သူတော်ကောင်းတွေရဲ့ပေါ်မှာကောင်းကောင်းမွန်မွန်မဆက်ဆံဘူးကောင်းကောင်းမွန်မွန်မတုံ့ပြန်ဘူးဆိုရင်အဲ့ဒါလည်းမီးလို့လောင်ကျွမ်းတတ်တယ်ဟုတ်ရလားအေးငြင်းတဲ့ချိန်ငြင်းရမယ်တောက်စီတဲ့ချိန်မှာတောက်ရမယ်ဆိုတဲ့မီးကတော့ထင်းမီးတဲ့အခုလျှက်စစ်မီးပေါ့အခုခေတ်ကြတော့ဟုတ်ရလား ေးအဲ့တော့မိဘ2မျိုးတော့9မျိုးအဲ့တော့ရှေးသူကြီးသူတော်ကောင်းတွေကတော့ဗမာရှေးလူကြီးတွေကတော့မိဘကိုမယုံမသိမလေးမစားကျေးဇူးကမ်းနေဆိုရင်မိဘစိန်ရင်တင်လိုက်မယ်လို့ပြောတာမြတ်စွာဘုရားကတော့ဘယ်လိုပြောတာလဲမီးလို့လောင်လိုက်မယ်လို့ပြောခဲ့တာဟုတ်ရလားဒါကြောင့်မိဘရဲ့ကျေးဇူးကိုတိဖို့မလိုဘူးလားလိုတယ်ဟုတ်ရလားအေးအဲ့တော့ဦးဇင်းတို့မိဘကျေးဇူးကိုမဆက်လို့မိဘကျေးဇူးကိုမတိလို့နော် နားလည်းမရှိဘဲနဲ့မိုက်မိုက်ကန်းကန်းနေကြမယ်ဆိုရင်တော့နောင်ဒနဲ့လည်းပူရလိမ့်မယ်နော်ကိုတချိန်မှာအကြီးအကျယ်အဆင်မပြေတာတွေဖြစ်တာမျိုးတေကောင်းပေါင်းလည်းဖြစ်တာမျိုးအဲ့ဒီအချိန်မျိုးမှာတမဖို့အသက်ကြီးလာပြီးမိဘတွေကမရှိတော့ဘူးဆိုတဲ့အချိန်မျိုးမှာငါလုံနိုင်ပါလျက်နဲ့လုံတင်လုံထိုက်တဲ့လုံကိုမလုံခင်ရဘူးလို့နောင်ဒတွေနဲ့ပူလောင်စရာအကြောင်းမရှိဘူးလားရှိတာပေါ့ဒါကြောင့်ဦးဇင်းတို့သဏ္ဍာန်တန်တာဇတ်မှာ ဘုရားလောင်စနတန္တမင်းကြီးကလူတွေမှာနောင်တတရား10မျိုးရစေရအကြောင်းရှိတယ်တဲ့နောင်တ10မျိုးဟောထားတာရှိတယ်သိလားငဲကလည်းရင်မသိဉာဏ်ဥစ္စာမစုသူချစ်ကိုဖြတ်သူတတသသူမရ၌ပြမတုံမိပစ္စည်းရှိလျက်ဆိုးစီမဲ့လူ မွေးမျိုးမိဘမပြုကြနဲ့ငဲတော့ကစပညာမသိငယ်ဘူးအဲ့ဒါကြီးရင်နောင်တရမယ်နောင်တ10မျိုးဟောရင်တရားအများကြီးရှိရသွားမယ်နော် အဲ့ဒီနောင်တရစရာ10မျိုးထဲမှာမိဘကိုပြုစုမွေးမြူခြင်းမပြုခဲ့ခြင်းတည်းလည်းပဲနောင်တရခြင်းရဲ့အကြောင်းတရားတစ်ခုပါတဲ့အဲ့ဒါနောက်တစ်ချိန်မှာနောင်တနဲ့ပူလောင်အောင်မိဘကိုပြုစုလှုပ်ကြွေးမှုမရှိခြင်းတည်းနောင်တရစေခြင်းရဲ့အကြောင်းတရားတစ်ခုလို့နားလည်ရမယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဒါကတော့ဟိုမျက်မြင်လောကအမြင်အရပြောနေတာပေါ့လေကိုကမိုက်မဲတယ်ဆိုရင် မိုက်မဲတဲ့သာသမီလေးတွေရတတ်တယ်။ကိုကမိဘအပေါ်မှာတိတ်ပြီးတော့မကြည့်ဘူးဆိုရင်အဲဒါလိုပဲမိဘအပေါ်မှာတိတ်မကြည့်တဲ့သာသမီမျိုးရတတ်တယ်။ဒါဟိုဒါရိုက်ကြီးဓာတိကြီးမှန်မယ်လို့တော့မဆိုလိုဘူးပေါ့လေ။ဟုတ်ရဲ့လား။ဒါပေမဲ့ဥစဉ်တို့လောကအတွေ့အကြုံရဥစဉ်မိခင်ကြီးကအလွန်ပြောတယ်။နော်။ဆိုးရတဲ့သာသမီများဟာမိဘအပေါ်မှာမကောင်းတဲ့သာသမီများဟာ သူတို့ဘောမှာမကောင်းတဲ့သာသမီမျိုးတွေကြီးရတာကိုသူတော်တော်များများတွေ့ရတယ်တဲ့အဲ့ဒါသူကတော့သူ့ကိုသူအမြဲတမ်းလဲဂုဏ်ယူပြီးတော့ပြောတယ်မိဘရဲ့အပေါ်မှာအင်မတန်ကောင်းတယ်ဦးစင်အမေကဒါကြောင့်မို့လို့သူသာသမီ၅ယောက်ရှိတယ်သူ့အပေါ်မှာအင်မတန်ကောင်းတဲ့သာသမီတွေရှိပဲသာသမီနဲ့ပတ်သက်ပြီးတော့သူ့မှာစိတ်ဆင်းရဲတဲ့အကြောင်းမရှိဘူးလောကကြီးရဲ့အင်မတန်ဆန်းကျင်တဲ့သဘောပေါ့နော်ကံတူအကျိုးပေးလို့ပြောရင်လည်းပဲရနိုင်ကောင်းမှရဲ့ဟုတ်ရဲ့လားဒါကြောင့် ိုဘဝနောင်ရည်ကိုဘဝရဲ့နေဝင်ခြင်းကိုကြည့်ပြီးတော့ကိုကိုကိုချစ်သောအဖြစ်လည်းပဲမိဘတွေပုံမှာကောင်းတဲ့နည်းလို့ထင်တယ်။ဟုတ်လား။ကိုဘဝနေဝင်ခြင်းကဘုစုလက်ထက်နေဝင်ရမှာတော့သားသမီးတွေလက်ထက်နေဝင်ရမှာတော့ချစ်ချစ်မုံမုံစိတ်တိုင်းကြကြမကြကြ။ဟုတ်လား။အခုချိန်မှာတော့ကိုကသွားနိုင်တာနဲ့စားနိုင်တောက်နိုင်ဆိုတော့ခတ်တင်းနေနေခြင်းနေလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအခြေအနေမျိုးကအမြဲတမ်းရှိမလား။မရှိဘူး။နော်ပစ္စည်းဥစ္စာဘလောက်ပဲပြည့်စုံပြည့်စုံသားသမီးနဲ့ကင်းပြီးတော့ အနာကဥစဉ်တို့ဘဝနေဝင်ချိန်မှာအဆင်ပြေဖို့ဆိုတာမလွယ်ဘူးအဲ့တော့သာသမီကမကောင်းဘူးဆိုရင်တော့တေချာဖို့စိတ်ညစ်ရမှာပဲဒါကြောင့်ကိုသာသမီလေးတွေကိုငငယ်လေးတွေကစလိမ်မာရေးချရှိအောင်ကိုတာဝန်အပြည့်အဝရှိတယ်လုပ်ပေးရမယ်ဟုတ်ရလားအဲ့ဒါလို့လှုပ်ချင်းသည်သူ့ကိုကောင်းအောင် လုပ်ရတော့ရောက်တယ်လို့ကိုကိုကိုလည်းကောင်းအောင်လုပ်ပြီးသားမရောက်ဘူးလားရောက်တယ်ဟုတ်ရလားအေးအခုတနည်းပြောပြမယ်နော်မိဘအပေါ်မှာကောင်းခြင်းတည်မလဲ ကိုယ့်အပေါ်မှာကောင်းတဲ့သာသမီမျိုးရနိုင်တယ်။မိဘအပေါ်မှာမကောင်းသောအားဖြင့်ကိုယ့်အပေါ်မှာမကောင်းတဲ့သာသမီတွေလည်းရတတ်တယ်။ဘုရားရှင်ကဒါလေးကိုပြောတော့ဇတ်တော်လေးတစ်ပုဒ်ကိုအမှတ်ရတယ်။သိလား။ဇတ်တော်လေးတစ်ပုဒ်ပြောပြခြင်းနဲ့ဏိကုံချုပ်နော်။ဘာပြောခြင်းလဲဆိုတော့သားဖနှစ်ယောက်ရှိတယ်။သားဖနှစ်ယောက်ရှိတယ်။ဖေကြီးကသားကိုအင်မတန်ချစ်တယ်။ အဲ့ဒါနဲ့ငါသားမင်းအိမ်အောင်ပြုတော့အာအဖေကိုပြုစုလို့ကြွေးအောင်မယ်အိမ်အောင်ပြုသေးဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့မရဘူးဖေကြီးကဇွတ်တခါတည်းရွာတဲကအမျိုးသမီးတယောက်နဲ့သူ့သားကိုပေးစားတယ်အဲ့တော့အိမ်အောင်ကြသွားရောနောက်တော့သူတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါကျတော့ဒီအဖိုးကြီးကိုချွေးမကမကြည်ဘူးမကြည်ဘူးတော့ဘူးမကြည်ဘူးတဲ့အခါကျတော့ဒီယောက်ျားကို အမြဲတမ်းသူကတိုက်တယ်ပေါ့ဖေကြီးနဲ့သားရဲ့ကြောင်အဲ့လိုပြောပါများတော့ သင်္ကုတ်တောင်တိုက်ပါများရင်နေသေးတာကို ဟုတ်ရလားအဲ့ဒီတော့မဖြစ်တော့ဆိုတော့ဖေးရပေါ်မှာသားကလည်းအမြင်မကြည်တော့အဲ့ဒါလို့နဲ့နေလာရင်နဲ့သူတို့မှာသားလေးတယောက်မွေးလာတယ်အဲ့ဒီသားလေးကလည်းနည်းနည်းတဖြည်းဖြည်းနဲ့ကြီးလာတဲ့အရွယ်ရောက်လာပြီပေါ့နောက်9နှစ်သား10နှစ်သားလေးအရွယ်ရောက်လာတယ်အဲ့ဒီအချိန်မှာပဲအကြီးကျယ်ပေါက်ကွဲကြတယ်မိမဖြစ်တဲ့လူကရှင်ဖေကိုအသေးတက်ရင်တတ်မတတ်ရင်ကျမဒီအင်အားဆင်းပဲဒါမျိုးဖြစ်လာတယ်အဲ့ဒါနဲ့သားကလည်းဘယ်လောက်ထိမိုက်တုံဆိုတော့ ကဲအဲ့လိုဆိုရင်ငါအဖေကိုတတ်မယ်ဆိုရင်ဘယ်လိုတတ်ရမလို့တင်းကြံကုန်းခေါ်သွားတဲ့တော်တဲ့ကိုခေါ်သွားတဲ့ဖေကြီးကလည်းပဲအိုကြီးဆိုဘာမလုပ်နိုင်တော့ဘူးအဲ့တော့တွင်းတူးပြီးတော့အဲ့ဒီတွင်းထဲကိုထည့်ပြီးတော့ပေါက်ပြားနေတာတခါတည်းထုသက်ပြီးတော့မြုပ်ထားခဲ့လို့အဲ့တိုင်ခိုင်းတာအဲ့ဒါနဲ့ဒါဖြစ်တဲ့လူကကောင်းပြီဆိုပြီးတော့ဖေကြီးကိုလှဲပေါ်တင်ပြီးတော့တင်းကြံကိုခေါ်ရတယ်အဲ့မှာသားပေါက်စာလေးကသူတို့သားလေးကအဖေနဲ့အမေနဲ့ကဒီသူ့အဖိုးကိုတတ်မယ်လို့တိုင်းမင်းနေတာကိုသူက နားထောင်ပြီးချောင်းပြီးတော့နားထောင်တော့ကြားတယ်အဲ့ဒါနဲ့အဲ့ဒီသားလေးကပညာရှိတယ်ဉာဏ်ရှိတယ်ဒီတိုင်းဆိုရင်တော့ငါအဖေဟာအဖေတတ်တဲ့ကံကြီးထိုက်ပြီးတော့အကြီးကြီးဒုက္ခရောက်မှာပဲမဖြစ်စေရဘူးငါတားစီးမယ်ဒါပေမဲ့ဒီတိုင်းငါတားရင်တော့ငါအားနဲ့လည်းရမှာမဟုတ်အတအကြောင်းဥပေတမီနဲ့ငါတားမယ်ဆိုပြီးတော့အဖေကျုပ်လက်လိုက်မယ်ဘလို့မှတားလို့မရဘူးအဲ့ဒါလှဲပေါ်သူပါလိုက်သွားတယ်အဲ့ဒီကလေးကအဲ့ဒါဒီယောက်ျားကဒီသားကလည်းကောင်းပြီဆိုသူ့သားကိုခေါ်ပြီးတော့ ုမြေဖိုသားဖာ၃ယောက်ပေါ့လေသွားကြတာအဲ့ဒါနဲ့ဖေကြီးမြင်ပါဆိုလို့ဖေကြီးကိုလှဲပေါ်တင်လှဲချွတ်ပြီးတော့တခါတည်းတွင်ကြီးတူတယ်တွင်တူတဲ့အခါကျတော့သားကမေးတယ်အဖေဒီတွင်ကဘာလို့မလို့တော့အာဟုတ်ငါအဖေကိုမြုပ်မလို့ကွာအဲ့လိုပြောတဲ့အခါကျတော့ဖေကတူရတာမပြီးသေးတော့မောပြီးတော့နားတဲ့အချိန်မှာသားကအဲ့ဒီပေါက်ပြားယူပြီးတော့ဟိုးနားလေးမှာခက်လန်းလန်းမှာတခါသားကလည်းအတင်းတူးတယ် တူးတဲ့အခါကျတော့ငါသာမင်းဘာလို့မလို့အဲ့တွင်တူးတာတော့ဟာကျွန်တော်လည်းအဖေလမ်းစဉ်လိုက်ရမယ်အဖေကအဖေရဲ့အဖေကိုမြုပ်တယ်လို့ကျွန်တော်ကလည်းအဖေကိုမြုပ်ဖို့အတွက်ဒီတွင်ကိုတူးတာဘေးတဲ့စဉ်းစားတော့စဉ်းစားတော့ဟုတ်ရဲ့လားဘာလို့သူ့အဖေမြုပ်ဖို့သူကတူးတယ်လို့သူ့သားကလည်းသူ့ကိုမြုပ်ဖို့တွင်တူးတာအဲ့ဒီကြမှာ तू တော်တော်လန့်သွားခမင်းဘာလို့ပြောတာတော့ပေါ့ဟုတ်တယ်လေခမရလည်းခမရအဖေကိုခမရမှုတ်ကျုပ်လည်းကျုပ်ဖေကိုကျုပ်မြုပ် အဲ့လိုပြောတော့မှသူတော်တော်ထိတ်လန့်သွားတယ်။ငါသာဒါမလုပ်ကောင်းဘူး။ဟာခမရအဲ့လိုပြောသလားပေါ့။တကယ်တမ်းငါကျုပ်ကဒါတွေကိုတကယ်လှုပ်ချင်လို့မဟုတ်တကယ်စိတ်ကူးရှိတာမဟုတ်။အဖေကိုစဉ်းစားမိအောင်လို့ပြောတာ။ကို့ဘောမှာကျေးဇူးကြီးလာတဲ့အဖေကိုဒီအမိရဲ့စကားကိုနားထောင်ပြီးတော့ခမရဒီလိုလှုပ်တာကောင်းလားလို့အဲ့ဒီမှာသူလက်တွေ့ဆုံးမလာ။အဲ့တော့ဦးဇင်းတို့ကဒီဇက်တော်လေးကိုဘာကြောင့်အမှတ်ရတာလဲဆိုတော့ဩကို့အဖေကိုမြုပ်ဖို့ကြိုးစားတော့ကို့သားတွေကလည်းကို့ကိုပြန်ပြီးတော့ မြုပ်ဖို့ကြိုးစားကြတာပဲဒီဥပမာတူစွာပဲဟုတ်ရလားခုလူတွေကစုံရီစုံရီဆိုပြီးတော့ပြန်ပြီးတော့ဆံဖို့ကိုမကြိုးစားဘူးဟင် ဟုတ်တယ်မဟုတ်လားမိဘကသားသမီးကိုချစ်တယ်အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အပေါ်ကိုပြန်တက်လာတဲ့လူကိုမရှိဘူးအဲ့တော့ကိုကလည်းပဲစုံရီဆိုပြီးတော့အကြောင်းပြန်ပြီးတော့မဆံမဲနဲ့စုံစင်းသွားမယ်ဆိုရင်တော့သားသမီးတွေကလည်းစုံရီဆိုပြီးတော့အောက်ကိုပဲဆက်ပြီးတော့ဆင်းသွားမှာပဲ။ ဟုတ်တယ်မဟုတ်လားအဲ့တော့ဒီစုံရီဆိုတဲ့သဘောကြီးကဆန်လို့မရဘူးလားရတာပေါ့ကိုယ့်ပုံမှာပဲမူတည်တာပဲမဟုတ်လားအဲ့ဒါကိုကဆန်ရီဖြစ်အောင်ကြိုးစားမယ်ဆိုရင်ကိုသားသမီးတွေကလည်းပဲကိုလမ်းစဉ်ကိုလိုက်အတုမြင်အတက်တင်ပြီးတော့ဩကိုရဲ့စိတ်ဓာတ်ကိုလေးစားအားကျန်ပြီးတော့ဟုတ်ရလားကိုရဲ့အတုတွေကိုလိုက်မလာပေဘူးလားလိုက်လာမယ်ကိုကမိဘပေါ်မှာကလန်ကဆန်ဆက်ဆံနေတာတွေကိုကိုသားသမီးတွေကမမြင်မဲနေမလားဘလို့မှလေးစားမှာမဟုတ် ဟုတ်လားအဲ့တော့သူတို့အနဲ့ကြရင်လည်းကိုယ့်ကိုမလုပ်လိုက်မယ်တော့ကလန်ကဆန်ဆက်ဆံမှာပဲပေးတဲ့တို့စဉ်းစားတော့ဒါကြောင့်မိဘကျေးဇူးကိုဆက်တဲ့နေရာမှာကျေးဇူးရှိလို့ကိုဆက်ရတဲ့အပိုင်းကတော့အဓိကပါဟုတ်လားနောက်ပြီးတော့ကိုယ့်ကိုကိုအစဉ်ပြေအောင်လှုပ်သွောအဖြစ်ကိုလည်းပဲဆက်တဲ့နေလို့ထင်တယ်ဟုတ်ရလားဘယ်ရှုတော့ငါပဲကြည်ကြည်မိဘကျေးဇူးဟာတိမြင်သားလည်းပြီးတော့တတ်နိုင်တယ်မြတ်မဆက်တဲ့မို့လားဆက်တဲ့တာပေါ့ဟုတ်ရလား ဒါကြောင့်ဘေးသက်ပေါင်းတရားကောင်းတို့မိဘနဲ့ပတ်သက်ပြီးတော့ပြောရင်ကုံနိုင်ပေါ်ရမရှိဘူးအဓိကကတော့အမှန်တရားကိုသိမြင်နားလည်ပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ကြဖို့ပါဒါပါပဲဟုတ်ရဲ့လားဦးဇင်းတို့အခုပြောနေတဲ့စကားတွေထဲမှာလှုပ်ကြံပြီးတော့ပြောနေတာတခုမှမပါဘူးအဲ့ဒါမိဘကျေးဇူးကုံအောင်မပြောနိုင်ဘူးဆိုတာလည်းအမှန်ပဲသာသမီတွေပေါ်မှာမိဘတွေကချစ်တယ်ဆိုတာလည်းအမှန်ပဲအကျိုးစီးပွားကိုလိုလားတယ်ဆိုတာလည်းအမှန်ပဲကိုယ်တိုင်မိဘဖြစ်နေတာ အင်မတန်ထင်ရှားတဲ့ဥပမာပေါ့မသိတာဘူးလားသိတာတာပေါ့ဟုတ်ရဲ့လားအဲ့တော့အဲ့ဒီအချက်တွေကိုစဉ်းစားလိုက်မယ်စဉ်းစားမိမယ်ဆိုလို့ရှိရင်မိမာတွေရဲ့အပေါ်မှာကျေးဇူးတရားကိုသိမြင်နားလည်ပြီးတော့တုံ့ပြန်ခြင်းစင်မှန်တဲ့စေတနာမေတ္တာတွေထားနိုင်ခြင်းအဲ့လိုမျိုးကောင်းမြတ်တဲ့အပြုအမူတွေမဖြစ်ပေဘူးလားဖြစ်မယ်ဒါကြောင့်ပေးသပေါင်းတတော်ကောင်းတို့မိမာရဲ့ကျေးဇူးတရားကိုအထူးသိမြင်ကြဖို့မလိုဘူးလား